ဘာဝမှာတော့ထူးဆန်းတဲ့အရာတွေထဲမှာရေကန်တွေကလည်းပါဝင်နေလို့ပြောလို့ရပါတယ်။အဖြေရှာလို့မရအောင်ကမှထူးဆန်းလို့နေရေကန်တွေအလုံးနှပ်ပတ်ပြီးတော့ပကြီကတစ်ချက်တစ်ပွဲဖြစ်နေတဲ့ရေကန်တွေပဲရောက်လွှမ်းနေတဲ့ရေကန်တွေဒီကြားထဲမှာမှရေတက်တဲ့ဝါတွေပြည့်နေတဲ့ရေကန်တွေစတဲ့ရေကန်ပေါင်းများစွာရှိပါတယ်။အဲ့ဒီအခြေကမှထူးဆန်းမိရောအဖြေရှာလို့မရအောင်အောင်ရှိနေတဲ့ရေကန်ကတော့အိန္ဒိယကအယူဆရေကန်လို့လူသိများတဲ့ဟိမဝန္တာတောင်ခြေကရေကန်ပဲဖြစ်ပါတယ်။အဲ့ဒီရေကန်နာမည်ကတော့ရိုဂိုရေကန်ဖြစ်ပြီးတော့ပေလေရင်မြင့်နဲ့ပေနဲ့အထက်ပေ1600 2005မှာတရှိပါတယ်။အရင်ခေတ်ကဥထရာခေတ်ပြည်နယ်မြန်မာရဲ့တောင်တန်းတွေပတ်လည်ဝိုင်းနေတဲ့ True Taiwan Data မှာတရှိနေရလည်းဖြစ်ပါတယ်။အရင်ခေတ်ထဲမှာအယိုးစုရင်းနဲ့ပြည်နယ်နေရဆိုတာကိုတော့1942ခုနှစ်ကဗီတင်ခီသောအစုတစုကနေပြီးရှာဖွေတွေ့ရှိခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့အရင်ခေတ်ရဲ့အောက်ခြေကအယိုးစုရင်းကိုတွေ့မြင်ရဖို့ဆိုလို့ရှိရင်တော့ယာတူတူအခြေအနေမှာမူတည်ရလို့လည်းပြောလို့ရပါတယ်။ဒီအကက်ကတနည်းပတ်လုံးရေခဲတွေနှင်းနေဖုံးလန့်နေတဲ့အတွက်ကြောင့်မလို့ဒီအကက်ရဲ့အောက်ခြေကိုမြင်ရဖို့ကအတော်ကလေးကိုခဲရင်ပါတယ်။ဒီအကက်ရဲ့အောက်ခြေကိုမြင်ရဖို့ဆိုလို့ရှိရင်တော့ ရေခဲတွေနှင်းတွေအေးပျော်သွားတဲ့အချိန်ထိကိုမှစောင့်မှလည်းဖြစ်ပါတယ်။ဒီအကမှာတွေ့ရတဲ့အရိုးစုပေါင်းဆိုလို့ရှိရင်တော့6000ကနေပြီးတော့800ကျားရှိရလို့လည်းဆိုပါတယ်။အဲ့ဒီလူတွေကဘသူတွေလဲဘာကြောင့်တည်ဆုံးခဲ့ရလဲဘယ်တော့ကတည်ဆုံးခဲ့ရလဲဘယ်ကလာတဲ့သူတွေလဲစတဲ့မိကုတ်တွေကတော့ဒီအကအကြောက်တည်းသူတွေကတည်ချင်နေကြမိကုတ်တွေလည်းဖြစ်ပါတယ်။ဒေတာကန်တွေရဲ့လက်စစ်ကပုံမြင်နေအရဆိုလို့ရှိရင်တော့လွန်ခဲ့နှစ်ပေါင်း180ကျော်ကအိန္ဒိယဗဟေသူမိပြရတဲ့နောက်ပါအခြေရနေရောကဒီဒေတာကိုရောက်လာရင်းနဲ့နှိမ့်မို့တိုင်းမိပြီးတော့တိစ ုံးခဲ့ရတယ်လို့လည်းဆိုပါရယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့1840ခုနှစ်ကအာတိဘက်ကိုကျူးကျော်ဝင်ရောက်လာတဲ့အိန္ဒိယစစ်သားအာလူပေါင်း80ကျော်ကဒီဒေသကိုရောက်လာပြီးတော့နှိမ့်မုန်တိုင်းကြောင့်သိဆုံးခဲ့ရတယ်လို့လည်းဆိုပါရယ်။ဒါပေမဲ့အဲ့ဒါတွေကတကယ်လားဆိုတော့ကိုရောအတိအကျတော့ဘယ်သူမှမသိနိုင်သေးပါဘူး။ဒါကြောင့်နှင်းတောင်နဲ့နေပက်လက်ဝိုင်းရနေတောင်ကြားထဲမှာရှိရဲအယိုးစုရနေပြင်းနေတဲ့ရိုကိုရေကန်ကလက်ရှိအချိန်ထိကိုမှအပြေရှားလို့မရနိုင်အောင်ပုံစံတပုတ်လို့ဖြစ်နေရေကန်တကယ်ဖြစ်ပါတယ်။